မန်းချက်နဲ့နန်းထွက်မကိုက်လို့အမွာသမီးလေးတွေကိုမရောစားတော့ဘူးလို့ဆိုလာတဲ့မိဘတွေမကြသေးခင်ကမှလူမှုကွန်ရက်ပေါ်မှာတော်တော်လေးနမိကြီးခဲ့တဲ့ကလေးရောင်းစားမဲ့အကြောင်းပရိသတ်တို့လည်းကြားမိမိမိကြမှာပါလူငယ်လေးတွေချစ်တဲ့မိနှစ်ပါးကစားဝတ်နေရေးအဆင်မပြေလို့သမီးလေးဆေးကုပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အမွာသမီးကြီးကိုသိန်း20နဲ့ရောင်းဖို့ကြေညာခဲ့ကြတာပါကလေးမွေးတာလပိုင်းပဲရှိသေးတယ်ဆိုပေမဲ့ကလေးရဲ့ဆေးပိုးကြောင့်ခက်ခဲတာအမွာမွေးထားလို့အလုံးမလုံးနိုင်ဘူးဆော့တစ်ချက်ညှဉ်းညူနေခဲ့ကြတာပေါ့ တကယ်ပဲစေးဖို့အတွက်လားလူငွေအတွက်ဟန်ဆောင်တာလားကလေးမိနှစ်ယောက်ကတော့အမွားနှစ်ယောက်ထဲကသမီးငယ်လေးကိုဆေးကုဖို့ဆိုပြီးအကြီးမလေးကိုတင်း20နဲ့ပေးရင်ရောင်းမယ်လို့တွင်တွင်ပြောနေခဲ့တာပါကလေးဆေးဖို့အတွက်တင်း20ရမှဖြစ်မယ်ဆိုပြီးမျိုးရီခံထိုးပြောပြနေပေမဲ့ပရိသတ်မြင်မှာတော့ဟန်ဆောင်ပြီးအလူငွေစားကျင်နေတယ်လို့မြင်နေကြတာများပါတယ်မိပဆိုတာဘာပဲဖြစ်နေပါစေမိဘပဲမစော်ကားရဘူးဆိုတာလူတိုင်းသိကြပေမဲ့အတိတ်တရားနဲ့မေတ္တာတရားခေါင်းပါပုံရတဲ့ ူတို့နှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီးလူများကပြင်းပြင်းထန်ထန်ကြစ်တင်ပြောဆိုခဲ့ကြတာပါအကျဉ်းနာတရားမရှိတဲ့ဒီမိဘတွေရဲ့လောက်ရက်တွေကိုမကြိုက်လို့တော်ယုံပြည်သူတွေကမလူကြပေမဲ့ကလေးတွေကိုတနာတဲ့ပို့တို့လူမှုကူညီရေးသမားကတော့မကြခင်ရဲ့ဘိုင်းမှာကူညီပေးခဲ့တာအလုံးလဲမြင်ကြမှာပါပို့တူကကလေးကိုတနာတဲ့စိတ်နဲ့ကလေးဖေးတောင်းဆိုတဲ့အတိုင်းဆန်းခဲ့ပါပြန်ရွေးပေးခဲ့သလိုသူတို့နေစရာအတွက် မွေကူညီပေးရင်းကလေးကိုတိန်း20နဲ့ဝယ်ယူမွေးစားလိုက်ပြီးလို့ပြည်သက်တွေကိုအတိပေးခဲ့ပါတယ်ပုတုကတော့ကလေးကိုဆေးကုပေးဖို့တိန်း20နဲ့မွေးစားခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာကောင်းမွန်တဲ့မွေးစားမိဘလက်ထဲထည့်ပေးဖို့ရည်ရွယ်ခဲ့တာပါကလေးရဲ့မိဘတွေကတော့ ။သမီးတွေကိုမခွဲနိုင်ဘူးဆိုပြီးဟန်ဆောင်ကပြောနေကြပေမဲ့တကယ်လက်တွေ့မှာတော့ကလေးကိုပေးလိုက်ရချိန်မှာဖေဖြစ်သူကပြုံးပြော့နေတယ်လို့အမေဖြစ်သူကလည်းမျက်တောင်တစ်ချက်မခတ်ခဲ့ပါဘူး။အဲ့ဒီလိုမိနစ်ပါရဲ့လုံရက်ကိုကြည့်ပြီးလူများကြားမှာပြောစရာစကားတောင်မရှိခဲ့တဲ့အထိပါပဲကလေးကိုကွန်ဘီစီတစ်ခုလို ရောင်းနေတဲ့ဒီလိုမိဘတွေကိုထိထိရောက်ရောက်အေးအေးယူပေးဖို့လူများကလိုင်းပေါ်မှာပြင်းပြင်းထန်ထန်တောင်းဆိုနေကြပါပြီ။ကိုယ်တိုင်မွေးထားတဲ့မိဘတွေဖြစ်ပေမဲ့ငါပိုင်နေဆိုတဲ့အထာနဲ့ ကလေးကိုလူကုန်ကူးနေတာကိုလူများကမကြည့်နိုင်လို့တရားမြတ်မှုရအောင် လုပ်ပေးဖို့တောင်းဆိုနေကြတာပါ။နောင်တေးစကားဆိုလာတဲ့မိဘတွေနဲ့ကလေးပြန်ခေါ်ထားတဲ့ကိစ္စ။မွေရရင်ပြီးရောဆိုတဲ့စိတ်နဲ့ကလေးကိုလွယ်လွယ်ရောင်းစားခဲ့တဲ့မိဘတွေကတော့မွေရဖို့ကြရင်ထောင်နဲ့ဆိုင်ရမယ့်အချစ်ကိုရောက်ခဲ့တာမို့မားခဲ့တာတွေကိုတောင်းပန်လာခဲ့ပါပြီ။သူတို့နှစ်ယောက်ကကလေးကိုရောင်းလိုက်ပြီးချစ်ပေမဲ့ လူများကြမှာဝေဖန်ခံနေရတာမို့အခုဆိုရင်ကလေးတွေကိုပြန်ခေါ်ထားပြီလို့ပြောပါတယ်ပုတုစီကဘလို့ပြောပြီးခေါ်ထားလဲတော့မသိပေမဲ့ကလေးတွေကိုရောင်းလိုက်ပြီဆိုတာသတင်းမှားပါဆိုပြီးပေါ်တင်ငင်းလာခဲ့တာပါပုတုရဲ့ဗီဒီယိုမှာကလေးဝယ်လိုက်ပြီလို့ပြောထားပေမဲ့အဲ့ဒါသတင်းမှားပါတကယ်တော့ကလေးကသူတို့စီမှာပဲရှိပါတယ်ဆိုပြီးညှဉ်းဆိုလာခဲ့တာပါမန်ချက်နဲ့နန်းထွက်မကိုက်ခဲ့ကြတဲ့ ူတို့နှစ်ဦးကတော့ကလေးတွေကိုရောင်းကျင်လို့ရောင်းတာမဟုတ်ပဲလင်မယားချင်းစကားများရာကနေဒေါသအချက်ပြုံးပြီးလုံးမိတာပါလို့တောင်းပန်စကားဆိုလာခဲ့ပါပြီးလိုင်းပေါ်မှာတက်နေတဲ့ကလေးရောင်းလိုက်ပြီဆိုတာအမှန်မဟုတ်လို့ကလေးပေးချင်းပေးခိုင်နေဝေကိုပဲပေးမှာပါမရောင်းပါဘူးလို့လည်းပြောလာခဲ့ပါတယ်မိဘတွေကတော့အခုဆိုရင်ပရဟိတအချို့ကပေးတဲ့ငွေအချို့လည်းရပြီးသလိုပုတုကလည်းဆိုင်ကယ်ကဆက်ရွေးပေးပြီးပါပြီးငွေကလည်းအတန်အသင့်ရပြီးသလိုခိုင်နေဝေကလည်းကလေးနဲ့ပတ်သက်တဲ့ ကုန်ကြစရိတ်ကိုအကုန်တာဝန်ယူမယ်လို့ပြောထားတာမို့ကလေးမိဘတွေကကလေးကိုမပေးနိုင်တော့ဘူးလို့အားလုံးသိအောင်ပြောပြလာခဲ့